freezer sharing ကနေကြိုဆိုပါရယ် freezer ကတော့ဒီနေ့က travel vlog လေးပါအဲ့တော့ယူရုပ်မှာအာ freezer ဒီနေ့က belgian နိုင်ငံကိုသွားမှာဖြစ်ပါတယ်အဲ့တော့ freezer နဲ့တူတူဒီဗီဒီယိုလေးကိုလိုက်ကြည့်ပြီးတော့ belgian နိုင်ငံမှာဘာတွေရှိတယ်ဘာတွေစားခဲ့ရဆိုတာကိုကြည့်ပြပါဦး

restaurant တွေများတယ်ဗောနော Asian restaurant တွေလည်းများတယ်ဆိုတော့ထိုင်းဆိုင်တွေရနဲ့အားရပါရပဲ၃ယောက်လုံးထိုင်းဆိုင်မှာဝင်စားလိုက်ပါတယ်အဲ pizza ကတော့ကပောင်းကိုင်နဲ့စိုက်ကော်နဲ့မှာထားပါတယ် China. ที่นี้เราเบจิเอ็มมาวาเฟซาบิโอเบจิเอ็มพีอาร์บอกว่าแบบไหมแล้ววาเฟซายไรชามหรือว่าก่อน We are in Belgium เบจิเอ็มเลยท่าเสียเอ็ม ရထားစီအောင်ကားစီအောင်ရန်ကိုမျက်စိလဲပြီးတော့ရန်ကိုပျောက်တယ်။အဲ့တော့တည့်တည့်ရတော့ရမှာ။အခုကရာလီဥတုကအာ7 7ပေါ့နော်မနေ့ကတော့မနေ့ဆိုင်တာလေတော့ကို7 7လောက်ရှိရယ်ပေါ့နော် သူတို့တော့အရင်တော့အေးရပုံမပေါ်ဘူးဒါပေမဲ့ကိုရီးယားအပူပဲလာတယ်သူတွေဆိုတော့တော့အေးပါရဲ့ဒီရဒီဦးတို့ကတောင်းရောင်းလို့ next အခုတော့ wifi သွားဆောင်မှဖြစ်ပါတယ် ဒါတော့ဘယ်ဂျီယန်က waffle ကိုဖြည့်စီနေတဲ့နှစ်ယောက်နဲ့ပါ ။ဟွာရောမလာအချစ်သူတွေဆိုတော့ဘယ်ပြန်မလဲမလာတမဲလာစားရပါ။ဟွာရောအာယထာစီပြီးတော့နယ်သာလန်ကိုပြန်တော့မှာပါ။အဲ့တော့ဒီနေ့ဒီဗီဒီယိုလေးကတော့လောက်ပါပဲ။ Bye bye နောက်ထပ်လည်းထိသွားတဲ့ဗီဒီယိုတွေအများကြီးတင်အောင်မှာမလို့ like and follow လုပ်ထားပေးပါဦး။ Bye bye ။